မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာလိုင်းစင်မဲ့ရင်တွေဖမ်းမိတဲ့အခါသိမ်းဆည်းပြီးနောက်ရင်ပိုင်ရှင်တွေပါဖမ်းဆီးတာတွေရှိနေတဲ့အတွက်လူမှုကူညီရေးအသင်းတချို့လူနာပို့ဆောင်မှုတွေရပ်နာထားရတယ်လို့သိရပါတယ်။တိရိသတင်းပေးပို့ထားပါရရှင်။မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာလိုင်းစင်မဲ့ရင်တွေဖမ်းဆီးမှုကြောင့်လူမှုကူညီရေးအသင်းတွေလူနာပို့ဆောင်မှုအခက်အခဲတွေကြုံနေကြရတယ်လို့ပရိဒတ်သမားတွေကပြောကြပါဗျ။ဇွန်လတရနေ့ကစလို့မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်နေရာအနှံ့မှာ လိုင်းစင်မဲ့ရင်တွေကိုဖမ်းဆီးပြီးအေးအေးယူသိမ်းဆဲတာတွေလှုပ်ဆောင်နေတာပါမော်လမြိုင်မြို့မှာတော့မြို့ဝင်မြို့ထွက်တွေနဲ့လူစီကားရနေရာတွေမှာဖမ်းဆီးမှုတွေလှုပ်ဆောင်နေပြီးလိုင်းစင်မဲ့ကားဆိုင်ကယ်တွေကိုဖမ်းမိလျင်ရင်းပိုင်ရှင်တွေကိုပါဖမ်းဆီးနေတယ်လို့သိရပါတယ်ဖမ်းမိခဲ့လျင်ရင်းကိုအပြီးသိမ်းဆဲပြီးတော့စင်းနှင်းသူကိုတော့အထောက်နဲ့တစ်လမှသုံးလအထိချမှတ်ခံရမယ်လို့မော်လမြိုင်မြို့ကန်တွေကပြောကြပါဗျာသူကအတိအကျမသိဘူးလေသူကအဓိကကြားတဲ့နေရာကြားတဲ့နေရာ ိုသားစီသားဝင်တာဟောအဓိကတော့တရားထိတ်တို့တတဲတဲ့တို့ဒိဂျိုတို့တောင်းစီရမီပွားတို့အဲ့ဒီမှာအဓိကပေါ့သားရောဆိုင်ကရောအခုကမိစီဝစီဝခန်းတောင်းလိုက်ရမရှိဘူးဆိုအားမှာလူဝခန်းအရာကိုကားတဲ့နာဘူးအဲ့ဒီလိုလိုက်ခန်းစရာတဲ့ချိုတို့အပေါင်တို့အဲ့ပချမ်းဘုံနေမှာတော့အဲ့အဲ့ဒီလိုက်တက်ပါမရှိဘူးလိုင်းစင်မဲ့ကားဆိုင်ကယ်ဘီးတွဲဆိုင်ကယ်သုံးမိန်ဆိုင်ကယ်တွေအပြင် လူမှုကူညီရေးအသင်းရှင်တွေကပါဖြတ်တန်းသွားလာခွင့်မပေးဘဲဖမ်းဆီးသိမ်းဆဲခံနေရတယ်လို့သိရပါဗျ။ကရင်ပြည်နယ်ဖမ်းအမျိုးပေါ်မှာတော့မြို့ဝင်ကိန်းနဲ့ဖမ်းပလာဇာအရှိမဖမ်းဆီးမှုတွေရှိတဲ့အတွက်လူမှုကူညီရေးအဖွဲ့ဝင်တွေအနေနဲ့လူနာပို့ဆောင်ရေးလုပ်ငန်းတချို့ရပ်နားထားရတယ်လို့ဆိုပါတယ်။ကျွန်တော်တို့ကဒီကားတွေဆောက်ဝယ်တဲ့ကဝစ်တောက်ပဲလေ။လိုင်စင်ကားတစ်စီးကတိမ်းထောင်ကြီးရှိတယ်။အဲ့ဒီပမာဏကကျွန်တော်တို့အတင်းတင်းထောင်လို့ရတယ်။ဝစ်တောက်ကားကိုဝယ်ထားတာဆိုတော့လိုင်စင်ပြန်လုပ်လို့မရဘူး။လုတ်ခွင့်လည်းမရှိဘူးလေ။လိုင်စင်ကားတစ်စီးစာဆိုဝစ်တောက်ကားက၁၀စီးလောက်ရတယ်။ ဝေတောက်ကားကိုအသုံးပြုခွင့်ပေးမယ်ဆိုရင်လည်းကျွန်တော်တို့တသင်းနဲ့တမျိုးတည်းလုတ်ပေးလို့မရဘူး။ကရင်ပြည်နယ်တပင်းနယ်လုံးလူနာတင်9000ကျည်ရှိတာအဲ့ဒါတွေလည်းလုတ်ပေးရမှာ။အခုစီမံချက်ကာလထဲမှာတော့ဒီကားတွေကိုမသုံးဘဲထားရုံပေါ့။စီမံချက်ကာလပြီးမှပဲဖြတ်သန်းသွားလာခြင်းရဖို့တောင်းဆိုတာတွေလုပ်ရမှာ။မူပြည်နယ်နဲ့ကရင်ပြည်နယ်မှာလိုင်စင်မဲ့ရင်တွေကိုဖမ်းဆီးမှုတွေလုပ်နေပေမဲ့စစ်ကောင်စီတပ်နဲ့နှိစက်သူတွေအရာရှိတွေနဲ့ဌာနဆိုင်ရာရုံးတွေမှာတော့ဆက်လက်အသုံးပြုနေစေဖြစ်တယ်လို့ဒေသခံတွေကပြောကြပါဗျ။ပြီးခဲ့တဲ့မေလ20ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီအစည်းအဝေးမှာ စစ်ကောင်းဆောင်မင်းအောင်လှိုင်ကလိုင်စင်မဲ့ရင်တွေစီးနှင်းမှုကိုဖော်ထုတ်အရေးယူဖို့ညွှန်ကြားထားပြီးတဲ့နောက်ဇွန်လ၁ရက်နေ့ကစပြီးတနင်္ဂနွေလုံးအတိုင်းအတာနဲ့စီမံချက်ချဖမ်းဆီးနေတာဖြစ်ပါတယ်။ကျမဒီရီပါ။